မေရိကန်လီဒါဟာအစ္စရေးနဲ့ပူးပေါင်းကအီရန်နိုင်ငံအတွင်းမှာရှိတဲ့ဖော်ဒိုနာတန်အစ်ဖာဟန်နျူကလ িয়ার စခန်း၃ခုလုံးကိုလေကြောင်းကနေတိုက်ခိုက်နိုင်ခဲ့တယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကသူ့ရဲ့လူမှုကွန်ရက် X ကနေတဆင့်အတီဗျူထုတ်ပြန်ခဲ့ပါတယ်။အဆိုမှာထုတ်ပြန်ချက်တင်မှာ အမေရိကန်ရဲ့အထူးပြစ်မှတ်ဖြစ်တဲ့ဖော်ဒိုနျူကလ িয়ার စခန်းကအလွန်နက်တဲ့မြေအောက်အတွင်းမှာတိစောက်ထားတယ်ဆိုပေမဲ့ မြေအောင်အတွင်ခိုင်မာတဲ့ပြစ်မှတ်တွေအတွက်အထူးပြုလုပ်ထားတဲ့ဗန်ကာဖြတ်ဝန်းကျင်ကိုအသုံးပြုဖြည့်ဆည်းနိုင်ခဲ့တယ်လို့ထရန့်ကဆိုပါတယ်ကျွန်တော်တို့ရဲ့လေငင်တွေနဲ့စစ်တီတွေအားလုံးအီရန်လေပိုင်းနဲ့ထက်ကနေဘေးကင်းစွာပြလဲထွက်ခွာနိုင်ခဲ့ပါပြီဖော်ဒိုကိုပုံကျဲတိုက်ခိုက်နိုင်ခဲ့တဲ့ကျွန်တော်တို့ရဲ့စစ်တီတွေကိုဂုံယူပါတယ်လို့ထရန့်ကအေးသားထားပါတယ်နိုင်ငံကသတင်းဌာနတချို့ရဲ့ဖော်ပြချက်တွေကဖော်ဒိုနျူကလ িয়ার စကန်ဟာတောင်တစ်ခုအောက်မှာတိစောက်ထားတဲ့ နျူကလ িয়ার စေယုံတစ်ခုဖြစ်ပြီးတိုက်ခိုက်မှုကထူးခြားတဲ့တက်ရောက်မှုမရှိဘူးလို့ဆိုပါတယ်။တရင်တချို့ကတော့အမေရိကန်ဟာပေါင်3000အလေးချိန်ရှိရဲ့ဘန်ကာဖြတ်ပုံးမဲ့ကိုအကုန်ပြုတိုက်ခိုက်ခဲ့တာဖြစ်ပြီးငြင်းအောင်နျူကလ িয়ার စခန်းတွေကိုဖျက်ဆီးလိုက်နိုင်တယ်လို့ဖော်ပြပါတယ်။မတိုက်ခိုက်ခင်အစ္စရေးကအမေရိကန်စီကနေအဆိုပါဘုံးတွေကိုတောင်းခံထားတာဖြစ်ပြီးလက်တွေ့အကုန်ပြုလိုက်တာ ဖြစ်တယ်လို့လည်းတရင်တချို့ကဖော်ပြပါတယ်။ ထရန်ကလည်းအီရန်ကိုချင်းချက်မရှိအရှုံးပေးရမယ်လို့တောင်းဆိုထားတာဖြစ်ပါတယ်။လက်ရှိအချိန်ထိအီရန်ကထိလိုက်မှုအသေးသေးအချက်လက်တွေကိုမထုတ်ပြန်သေးပေမဲ့ Iran Human Rights Organization ကတော့ဂျွန်လ23ရက်ကစပြီးအစ္စရေးတိုက်ခိုက်မှုတွေကြောင့်အရက်သား285ဦးအပါအဝင်982ဦးသေဆုံးခဲ့ပြီး2500ကျော်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။မေရီလန်ရဲ့ယခုတိုက်ခိုက်မှုပေါ်ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres ကတော့ ထိခိုက်မှုပုံမှုကြီးမားလာနိုင်တယ်လို့သတိပေးထားပါတယ်။အမေရိကန်နိုင်ငံအတွင်းမှာလည်းအဆိုပါတိုက်ခိုက်မှုအပေါ်ဥက္ကဋ္ဌလိုက်နာမှုနဲ့စင်ရဲအာဏာအသုံးပြုမှုပေါ်ဆွေးနွေးမှုတွေဖြစ်ပေါ်နေတယ်လို့သိရပါတယ်။